မင်္ဂလာပါဝေါ်ခုံနိုင်မှာအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့လည်းနောက်ဆုံးရသတင်းတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးပြောပြချင်တဲ့အကြောင်းအရာကတော့ကိုအောင်လန်းဆိုင်ရဲ့အကြောင်းအရာပါခင်ဗျအဲ့တော့ကိုအောင်လန်းကဒီပွဲပြင်းရင်အနာယူပြီလားဆိုတဲ့ကိစ္စပေါ့နော်အချင်းခါထာနိုင်ငံမှာထိုးတက်တဲ့ပွဲမှာအဲ့ဒီပွဲမှာတော့ဒီရှမီအာတော်ကန်ကိုရှုံးနေတဲ့ပွဲပေါ့နော်အဲ့ဒီပွဲပြီးတော့တဲ့အချိန်မှာ အနားယူတော့မှာလားဆိုပြီးတော့ပရိတ်သတ်တွေကြားမှာလည်းပြောများခဲ့တယ်။ဒီ one championship ကချိန်ရတဲ့လူတွေပါအစားပေါ့နော်။လုံးဝကိုမှန်းဆလို့မရတဲ့အခြေအနေမှာဖြစ်ခဲ့ပါတယ်။အနာယူပြီလားစက်ပြီးကစားအောင်မလားဆိုတော့လုံးဝကမသေးချတဲ့ပုံစံပေါ့နော်နောက်ပိုင်းမှာပဲပြန်ကျင်းရလာတယ် the last stand နောက်ဆုံးပွဲထပ်ထိုးမယ်ဆိုပြီးတော့ကျင်းရလာတာဖြစ်ပါတယ်အခုလေဒီအတိုင်းပါပဲခင်ဗျဒီတစ်ပတ်စနေနေ့မနက်ပိုင်းမှာအခု Gardenstan နဲ့ပွဲရှင်ပြန်ရမှာဖြစ်တယ် ဒီပွဲပြီးတဲ့နောက်ပိုင်းအနာယူတော့မှာလားနေပြပဲလုပ်တော့မှာလားဒါမှမဟုတ်အချမ်း promotion မှာဆက်ပြီးတော့ကစားမှာလားဆိုတဲ့အချက်ပေါ့နော်ဒီအချက်ကိုကိုအောင်လာလေဖြေဆိုသွားခြင်းမရှိသေးပါဘူးခင်ဗျအရင်ကတော့ one championship မှာကစားပြီးတဲ့နောက်ပိုင်းတခြား promotion မှာ join မယ်ဆိုပြီးတော့ပြောဆိုခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အခုနောက်ပိုင်း interview တွေတူလည်းသူ့ကိုမမဲကြဘူးကိုအောင်လာဘက်ကလည်းဒါကိုတိတိကျကျဖြေဆိုလာခြင်းမရှိသေးပါဘူးဒါတော့လက်ရှိချိန်မှာစွဲစွဲစွာဖြစ်နေတဲ့အချက်ပေါ့နော် အဲဟုတ်ပြီအဆူရင်ကိုအောင်လကဝမ်ချမ်ပီယံရှစ်မှာတော့နောက်ဆုံးပွဲထိုးမှာတော့သိကြတယ်အဲဒါကြောင့်ပဲဝမ်ချမ်ပီယံရှစ်ကပါတင်တယ်လဲဆိုရင်အောင်လ retirement fight ဆိုပြီးတော့ခေါင်းစဉ်တက်ထားတာဖြစ်ပါတယ်ပြောမှဆိုရင်ဒီပွဲပြီးတာနဲ့အနားယူတော့မယ်ဒီ fighter ဘွားနဲ့လုံးဝအနားယူတော့မယ်ဆိုတဲ့ပုံမှန်ပါအဲ့တော့ promotion ဘက်ကတော့အဲ့ဒါတော့လုံနေကြထုံးစံပေါ့နော်သူတို့ဘက်ကတော့ retirement ဆိုပြီးတော့အသုံးအနှုန်းတွေတုံးမကိုရမှာပါ retirement ဆိုတာမြန်မာလိုဆိုရင်ကျွန်တော်တို့ဒီ အငိမ့်စားဖြစ်သွားပြီပေါ့နော်အငိမ့်စားယူလိုက်တဲ့ပုံစံမျိုးပေါ့အဲအဲ့လိုမျိုးပုံစံပါပြောချင်တာကတခြား promotion မှာလည်းထိုးဖို့မရှိတော့ဘူးဆိုတဲ့ပုံစံမျိုးအဲ့ဒါလည်း one championship အမှားလည်းမဟုတ်ပါဘူးဘာလို့လဲဆိုရင် one championship မှာနောက်ဆုံးပွဲထိုးမယ်ပြီးတော့တခြား promotion မှာပြန်သွားထိုးမှာဖြစ်တယ်ဆိုပြီးတော့ကြေညာလို့မရပါဘူးအဲ့ဒါကြောင့်ပဲ one championship ကတော့ retirement fight ဆိုပြီးတော့ကောင်းစဉ်တက်ထားတာဖြစ်ပါတယ်ဒါတော့အခုအညီကိုတွေကိုကျွန်တော်ပြောပြတာပေါ့နော်အဲ့တော့ကိုအောင်လန့်အန်ဆာဘကတော့ဒီအရင် interview တွေမှာဖြေခဲ့တဲ့အဟာပေါ့နော် ဒီ one match မှာတော့အနောက်ဆုံးပွဲဖြစ်မယ်ဒါပေမဲ့အခြား promotion တွေမှာလည်းဆက်ပြီးကစားမယ်ဆိုပြီးပြောဆိုထားတာဖြစ်ပါတယ်ဒါပေမဲ့လည်းအခုသူ့ရဲ့ manager နဲ့လည်းတွေ့တယ်သူ့ရဲ့အဖေနဲ့လည်းတွေ့ပြီးသားဆိုတော့သူ့ရဲ့စိတ်လည်းတမျိုးတစ်ပုံပြောင်းရင်လည်းပြောင်းသွားနိုင်ပါတယ်အဲ့ဒါတော့နောက်မှပဲကျွန်တော်တို့သိရပါပါအခုလက်ရှိအချိန်ထဲမှာတော့နောက်ဆုံးပွဲဆိုပြီးတော့ပဲအားလုံးလည်းတရှိထားကြတာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်ဒီပွဲစဉ်ကလုံဖီနီမှာပဲကျင်းပမယ့်ပွဲစဉ်ပါလုံဖီနီဆိုတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲဒီကွင်းကလည်းနည်းနည်းသေးတယ် ဒါပေမဲ့တို့တော့1 final ဘောစဉ်ကျင်းပတာပါအဲ့တော့1 final ဘောစဉ်ခေါင်းစဉ်အောက်မှာကျင်းပပြီဆိုရင် bonus ရရင်ဒေါ်လာ5000ချိမြင့်မှာဖြစ်ပါတယ်မနေပါဘူးဗျဒေါ်လာ5000ဆိုရင်မြန်မာငွေနဲ့ဆိုရင်သိန်း2000ကျော်ပါလိမ့်မယ်ကျွန်ကို online ရဲ့ interview ကိုပြန်ကြည့်မယ်ဆိုရင်သူက nutritionist တွေနဲ့တည်တည်ချာကိုပြင်ဆင်ပြီးတော့အစားအသောက်ပိုင်းမှာတည်တည်ချာရွေးချယ်စားတောက်နေတယ်လို့ပြောဆိုတာဖြစ်ပါတယ် အဲ့တော့ဝိတ်ချိန်ရမှာကတော့မနက်ဖြန်ညနေ9:00နာရီမှာဝိတ်ချိန်ရမှာပါပြောမယ်ဆိုရင်ဒါကတော့လုံးဝ challenge လို့ပြောလို့ရပါတယ်ဘာလို့လဲဆိုရင်လုံးခဲ့တဲ့ပွဲတွေမှာကိုအောင်လာက205ပေါင်ပေါ့နော် middle weight တန်း205ပေါင်လည်းဝင်တယ်ဆိုပေမဲ့ तू က hydration test မအောင်ပါဘူးဗျ तू hydration test အောင်တဲ့အချိန်မှာ210လောက်ဖြစ်သွားပါတယ်အဲ့တော့ဒီတစ်ချိန် middle weight တန်းဝင်မလားဆိုတော့ကျွန်တော်ထပ်ပြီးတော့အဆောင်ကြည့်ရမှာဖြစ်ပါတယ်ဒီ weight တန်းဝင်မှာပဲ तू ကဒီ bonus နဲ့ရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျသူ့ရဲ့ပြင်ဘက် Gardenstan ကတော့လုံးဝအစိပ်ပူစရာမရှိပါဘူးသူက welterweight တန်းကနေတက်လာတဲ့ fighter ဖြစ်တဲ့အတွက် middleweight တန်းမှာဝိတ်ဝင်ဖို့ကအရင်ကတည်ချနေပါတယ်အဲတော့ဒီတွဲဆိုင်ကဒီ one fight နဲ့ပွဲစဉ်မှာအကောင်းဆုံးတွဲဆိုင်ဖြစ်မယ်ဆိုပြီးတော့ကိုအောင်လာကပြောဆိုထားပါတယ်အဲတော့ fight of the night ခေါင်းစဉ်တက်ခံရတဲ့အထိပွဲချမ်းမယ်ဆိုတဲ့အခြေအနေမှာရှိနေပါတယ်ဟုတ်ပြီနောက်ထပ်အချက်တစ်ချက်ကတော့ဒါတော့အရင်ကပေါ့နော်ပရိတ်သတ်တအူကသူ့ကိုမေးခဲ့ပါတယ် ကိုအောင်လအော်တဂန်ဝိုင်းအတွင်းမှာဝင်လာတဲ့အချိန်မှာကျန်းပြန်ပေါ်လက်ထိပ်ပြီးတော့ခဏလေးငြိမ်နေတာပေါ့နော်အဲ့ဒါဘာတဘောလဲဘယ်လိုမျိုးအတိတ်ပဲတက်ရောက်လဲဆိုပြီးတော့ပရိသတ်တအူကမေးခဲ့ပါတယ်အဲ့ဒါကိုကိုအောင်လဘယ်လိုပြန်ပြေခဲ့လဲဆိုရင်ဒါကဖျားစီမှာဆူတောင်းတာပါပြန်ဘက်ကိုအနိုင်ယူဖို့ဆူတောင်းတာမဟုတ်ပါဘူးအကောင်းဆုံးကစားနိုင်ဖို့ခွန်အားပေးဖို့ ਨੇ ပွဲပြီးတဲ့အချိန်မှာကစားသမားနှစ်ဦးစလုံးကြမ်းကြမ်းမာမာနဲ့ရှိနေဖို့ဆူတောင်းတာပါဆိုပြီးတော့ကိုအောင်လဘက်ကဖြေဆိုတော့ဖြစ်ပါတယ် ဒါတကယ်ကိုလေးစားကြရပါအဲ့တော့သူအဲ့လိုမျိုးလုပ်တာကအစူတောင်းတာဖြစ်တယ် D fighter ကိုအနိုင်ယူခွင့်ပေးပါဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အကောင်ဆုံးကစားနိုင်ဖို့ခွန်အားပေးဖို့ပြီးတော့နှစ်ယောက်စလုံးကျန်းမာဖို့အတွက်အစူတောင်းတာဖြစ်ပါတယ်အရင်ကိုလေးစားကြရကောင်းတဲ့ချက်တစ်ချက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြင်ပပရိတ်သတ်တွေပေါ့နော်ပရိတ်သတ်တွေရဲ့ပုံစံနဲ့ပြန်ကြည့်လိုက်မယ်ဆိုရင်ဒီနေ့တိုင်းအလုပ်သွားရတယ်အလုပ်ခွင်ထဲမှာဘာမှထိခိုက်တံရရတာမရှိပဲ NDA တွေဘာမှမဖြစ်ဘဲနဲ့ကောင်းကောင်းမွန်မွန်အလုပ်လုပ်နိုင်ဖို့ဆုတောင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဟုတ်ကဲ့ဒါကတော့ကိုအောင်လန်းနဲ့ပတ်သက်ပြီးတော့ညီကိုတွေကိုကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်။ဟုတ်ပြီနောက်ထပ်အကြောင်းအရာတစ်ခုကတော့ဒီတစ်ပတ်တနင်္ဂနွေနေ့မနက်မှာရှင်ပြန်သွားမယ့် UFC ပွဲအကြောင်းပါ။အဲတော့လက်ရှိ UFC ရဲ့ Heavyweight Champion Tom Espino ကတော့အခုလိုပဲခံမှန်းထားတာဖြစ်ပါတယ်။အနိုင်ရရှိမဲ့ fighter တွေထဲမှာဒီ Magomed Ankalaev, Marat ပြီးတော့ Jiri Prohaska ဒီ၃ယောက်ကိုခံမှန်းပေးတာဖြစ်ပါတယ်။ အမှလူတက်အများဆုံးကတော့ဒီမကြေပွဲခေါင်ပွဲမှာကစားမယ် Macomay and Clive နဲ့ Alice Barrier ရဲ့တွဲဆိုင်မှာ UFC PI မှာဒီ Alice Barrier နဲ့ Macomay and Clive ကတစ်ချိန်တွဲဆုံခဲ့ပြီးပါပြီအဲ့နေရာမှာသူတို့နှစ်ယောက်ကအဆင်မပြေဘူးဖြစ်ခဲ့ပါတယ်ဘာလို့လဲဆိုရင် Alice Barrier ဘက်က Macomay and Clive ကိုပါချမယ်ဆိုပြီးတော့ပြောဆိုခဲ့တာဖြစ်ပါတယ်ဒါဖုန်း translate နဲ့ပြောဆိုတာပါအဲ့တော့ Macomay and Clive က interview မှာအခုလိုပဲပြန်လည်ဖြေကြားသွားတာဖြစ်ပါတယ် ဒီမကျေပွဲကပါရီယာအတွက်ရှုံးကျွေးဆက်မဲ့ပွဲမဟုတ်ပါဘူး။ဒီအခွင့်အရေကကျွန်တော်အတွက်ပါရီယာကိုအမောက်သိပြီးပွဲသိမ်းခွင့်ရဖို့ရရှိတဲ့အခွင့်အရေဖြစ်ပါတယ်။အရင်တုန်းကတော့သူ့ကိုလေးစားမှုရှိခဲ့တယ်။အခုတော့ဘာအကြောင်းနဲ့မှလေးစားစရာမရှိတော့ပါဘူး။ဆိုပြီးတော့မေဂွန်မိုင်းအင်ကလန်ဖ်ကပြေဆိုသွားတာဖြစ်ပါတယ်။ကြီးရတာတော့ပါရီယာကိုလုံးဝအလွတ်ပေးမဲ့ပုံမပေါ်တော့ပါဘူးခင်ဗျ။ဒီပွဲမှာသူအမောက်သိပို့ရည်ရွယ်ထားတဲ့ပုံစံဖြစ်ပါတယ်။ ဲ့တော့ပါရီယာဘက်ကလည်းဒီပွဲမှာကျွန်တော်အနိုင်ရမှာပါလုံးဝလုံးဝကိုရှုံးမှာမဟုတ်ပါအောင်ဆိုပြီးတော့အခိုင်အမာကိုပြောဆိုထားတာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာကျွန်တော်တို့ရဲ့ဒီကိုအောင်လန်းအဆောင်ရဲ့ပွဲရှိမယ်ဒီ LS Barrier နဲ့ Macomine and Clive ရဲ့ပွဲကောင်းရှိပါမယ်ခင်ဗျစနေနေ့မနက်ပိုင်းကတော့ကိုအောင်လန်းရဲ့ပွဲတနင်္ဂနွေနေ့မနက်ပိုင်းကတော့ဒီ LS Barrier နဲ့ Macomine and Clive ရဲ့ပွဲစဉ်ကြည့်ရှုရမှာပါဟုတ်ကဲ့နောက်ထပ်တဲ့ဒိန်2တစ်ခုကတော့ဒီနေ့မနက်မှာပဲ ကျော်စွာဝင်းကစားနေတဲ့ Faceff ဂျင်ကအခုလိုပဲဂျင်ရလာတာဖြစ်ပါတယ်။အဲတော့သူတို့ဂျင်ရတဲ့အထက်မှာ Fighter တော်တော်များများကတော့ဒီဇယ်လာဘိုင်းအတွက်မှာဝဲကစားမဲ့ Fighter တွေအများအပြားရှိနေတာကိုကျွန်တော်တွေ့ရပါတယ်။အဲမှာကျော်စွာဝင်းနဲ့ Sonrak ရဲ့ပွဲလဲပေါဝင်လာတာဖြစ်ပါတယ်ခင်ဗျာ။သူတို့ဖော်ပြချက်အရဆိုရင်ဒီဇယ်လာဘိုင်းမကုံနဲ့ကျော်စွာဝင်းနဲ့ Sonrak ရဲ့ပွဲက1 championship မှာတွေ့ရမယ်ဆိုပြီးတော့ဂျင်ရထားတာဖြစ်ပါတယ်။ အဲ့တော့ပွဲရဖို့ကတော့အတီးဖြစ်နေပြီဒါပေမဲ့ပြိုင်ဘက်ကဘယ်လိုဖြစ်မလဲပြီးတော့ဘယ်အချိန်လဲဆိုတာအတိအကျတော့မသိရသေးပါဘူးဒီဟာကိုဝမ်းချွန်ချက်ကနေတည်ရင်ဝင်ကျင်းရလာမှာဖြစ်ပါတယ်โอเคအဲ့ဆိုရင်ဒီနေ့တော့လောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံမယ်အားလုံးကိုကျေးဇူးတင်ပါတယ်